ကေသူဘဖတ်များအလုံးမင်္ဂလာပါ clock corner အန်ကနေတော့ပြန်လဲကြိုဆိုလိုက်ပါတယ်နော်ဒီနေ့ကြောက်ပြေးတော့မယ့်ပွဲလေးကတော့ချန်ပီယံလိပွဲစဉ်ကိုတည့်ရဲ့နောက်ဆုံးပွဲတွေဖြစ်တဲ့ဟိုဟာမန်ချက်စတာစီးကြီးနဲ့နာပိုလီတို့ရဲ့ထိတိုက်တွေ့ဆုံတဲ့ချန်ပီယံလိပွဲစဉ်ဖြစ်လေးဖြစ်ပါတယ်โอเคအဲ့ဒါဆိုရင်ကျွန်တော်ဒီဗီဒီယိုလေးမပြောခင်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပြီးကူညီပေးသွားလို့ရပါတယ်โอเคအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဟိုချန်ပီယံလိပွဲအကြောင်းလေးမပြောခင်ဒီနေ့သင်ရဲ့ ဟိုလိမာကန်ခဲ့တဲ့ကျွန်တော်ပွဲအကြောင်းလေးတွေနိုင်ပွဲဘယ်သူကပူရှာတွေ့ထားလဲဆိုတဲ့အကြောင်းလေးတွေကျွန်တော်ပြောပြတော့မှာဖြစ်ပါတယ်။ Okay အဲ့ဆိုလို့ရှိရင်ကျွန်တော် Ancient Man City ဘက်ကိုအရင်ဆုံးပြောလိုက်ကြအောင်။ Man City ကတော့ Premier League မှာ၄ပွဲကံပြီးတော့နှစ်ပွဲနိုင်နှစ်ပွဲရှုံးဆိုတဲ့ရလနဲ့ဟိုရာသီအသစ်စတင်တဲ့အချိန်မှာပုံစံကောင်းနေတော့တိတ်ပြီးတော့ပြသထားနိုင်တာတော့မတွေ့သေးဘူး။နောက်ဆုံးကံခဲ့တဲ့ Manchester United နဲ့ပွဲမှာတော့သူတို့3-0ဆိုပြီးတော့ဂိုးပြတ်နိုင်ရထားတဲ့ပွဲတွက် မှာတော့တို့ကတော့တော်တော်လေးဟိုကောင်းခဲ့တဲ့အဲအပိုင်းနဲ့ရှိခဲ့ရဗျာအဲ့ဒါကြောင့်ဒီနေ့ channel လေးကံမဲ့ပွဲမှာတော့တို့အတွက်ခွန်အားတစ်ခုလိုတော့ဖြစ်နေမှာတော့သိကြပါတယ်โอเคအဲ့ဒါဆိုတော့ကျွန်တော်တစ်ခါကနာပိုလီဘက်ကိုကြည့်ရအောင်နာပိုလီကတော့သူ့ရဲ့လီမှာတော့တုံးမဲ့ကံပြီးတဲ့အချိန်မှာတုံးမဲ့နိုင်ဆိုပြီးတော့တို့ကတော့ရန်နုံးပြည့်နိုင်ပွဲဆက်ထားတယ်ဒီတော့ကြောင့်ဟို channel လေးမှာကံမဲ့အတွက်ကြောင့်မန်စီးတီးရဲ့အိမ်ဝင်လဲဖြစ်တဲ့အတွက်ကြောင့်တို့အတွက်ကတော့လက်ကူနေတယ်လို့တော့ကျွန်တော်ကတော့မထင်ပါဘူး အခါမှပြန်ကြည့်မယ်ဆိုလဲမန်စီးတီးရဲ့အိမ်ဝင်အဲ့ဒီအမှာသွားရောက်ရှင်ပြန်ရမယ်အတွက်ကြောင့်ကေဗင်ဒီဘရိုင်းနာကိုပြန်လဲကြိုဆုံမဲ့ပွဲလင်းလဲရှိတယ်ဆိုတော့ကျွန်တော်တို့တော့သတင်းမှာတော့တွေ့ရတယ်ဒါပေမဲ့အတီးပြုထားခြင်းမရှိသေးတဲ့အတွက်ကြောင့်အော်ညီကိုဒီအနေနဲ့ကတော့ဘယ်လိုလာမလဲဆိုတော့ဒီပွဲကိုစောင့်ကြည့်မှသိမှာပါကေဗင်ရဲ့အင်္ဂလန်ကိုပြန်ရမယ်ခီးရတော့သူဘယ်လောက်ထိလုပ်ပြနိုင်အောင်မလဲဆိုတော့ကျွန်တော်တို့ဆက်တော့စောင့်ကြည့်ရမှာမို့โอเคအဲ့ဆိုလို့ရှင်ကျွန်တော်တို့ပွဲအကြောင်းလေး ဆက်သွားလိုက်အောင်အဲရောအရှင်မစီးဒီရဲ့ဟိုကအဲ့ဒီကကွင်းမှာတော့မစီးဒီကတော့သူရဲ့ကစားနေကြပုံမှန်အတိုင်းပဲ41 41နဲ့ပွက်ထွက်လာဖို့များတယ်။ Okay အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကစားသမားလေးတစ်ချက်လောက်ပြောရမယ်။သူရဲ့ဟိုကဂိုသမားတော့သူအစ်စ်ဝယ်ထားတဲ့ PSG ကနေတော့အစ်စ်ဝယ်ထားတဲ့ Donnel Roma ရှိမယ်။သူရဲ့နောက်တန်းလေးယောက်မှာဆိုရင်တော့ Rico Lewis, Ruben Dias နောက်ပြီးအခန်းကြီးရှိမယ်။အဲ Zario ရှိမယ်။ โอเคသူရဲ့ဒီနေရာမှာတော့သူရဲ့အဓိကကစားသမားဖြစ်တဲ့အဲရိုရီရှိမယ်ရိုရီကလည်းမန်ချက်မန်ချက်စတာယူနိုက်တက်ပွဲမှာတော်တော်လေးကိုဟိုပုံစံကောင်းနေပြသတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာရောသူရဲ့ကစားပေါ်ဖြစ်တဲ့ဒီဘရိုင်းနဲ့ပြန်လည်ဆုံတွေ့တဲ့အချိန်မှာရောသူပုံမှန်ခြေစမ်းကောင်းနေပြသနိုင်လားဆိုတော့ကျွန်တော်တို့ဆက်လက်ဆောင်ကြည့်နေပါတယ်โอเคအဲ့ဆိုလို့ဆိုရင်တော့အတကင်နေရာမှာကျတော့ဒီလိုရှိမှဆိုဆိုဆိုရင်ကျွန်တော် ဒီကကစားသမားဖြစ်တဲ့ဘနာဒိုဆေးဘာရှိမယ်ပြီးရင်ဗီဂျီနာရှိမယ်နောက်တစ်ယောက်ကတော့ဖိုဒန်နောက်တစ်ယောက်ကကျော်ဒိုဂူရှိမယ်โอเคသူရဲ့ဒီကတိုက်စစ်မှုဖြစ်တဲ့ဟာလန်ဖြစ်မယ်ပေါ့ဗျာတိုက်စစ်မှုကတော့ဟာလန်ကတော့အဲပထမနောက်ပရီးမီးယားလိမ်းမှာတွေ့ထားတဲ့ပွဲတွေမှာတော့ဟာလန်ကတော့တော်တော်လေးကိုကောင်းခဲ့တဲ့ခြေစမ်းတွေကိုပြသထားတယ်ဒီခေါက်မှာရောချမ်ပီယံလိပွဲမှာရောဟာလန်အနေနဲ့ဘာတွေလုပ်ပြနိုင်မှာဆိုတာတော့ကျွန်တော်တို့ညီကိုတွေအကုန်လုံးနဲ့အတူတူ ဆောင်မျောကြည့်သူတင်တဲ့ပွဲတကောင်ဖြစ်မယ်လို့တော့ထင်ပါတယ်။ Okay အဲဆိုလို့ရင်ကျွန်တော်တို့နပိုလီဘက်ကိုသွားပတ်လာရအောင်။နပိုလီကလည်းမန်ချက်စတာစီးတီးနဲ့သူတို့လည်းထိုနေတူတူပဲ။ဘာဖြစ်လို့လဲဆိုရင်သူတို့လည်း4-1 4-1နဲ့ပဲပုံမှန်ကစားကွက်ဖြစ်တဲ့အခါကြောင့်4-1 4-1နဲ့ပဲကျွန်တော်တို့ပွဲထွက်လာမယ်လို့ကျွန်တော်တော့ထင်ပါတယ်။ Okay အဲဆိုလို့ဆိုရင်အဲနပိုလီရဲ့ဂိုးသမားနေရာမှာကျတော့သူတို့ရဲ့ဂိုးသမားအဓိကဂိုးသမားဖြစ်တဲ့စာပစ်ပဲပွဲထွက်လာကုန်များတယ်။ Okay သူတို့ရဲ့နောက်တန်းလေးယောက်မှာကျတော့ စပင်โซလာရှိမယ်နောက်ပြီးတော့ဘယ်လိုရှိမလဲဆိုဘူရင်ကိုရှိမယ်ဘာကီမာနောက်တစ်ယောက်ကတော့ဒီလိုဂျင်ကိုရှိမယ်သူတို့ရဲ့ဟိုဒီအနေရာမှာကျတော့အာလိုဘောကရှိပြီးတော့သူတို့ရဲ့အတက်ကင်မေဖီးနေရာမှာဟာကျတော့စနာပေါ်အဲ့လိုမျိုး၄ယောက်နေရာမှာကျတော့ဘလူးတွေရှိမယ်ဆိုတော့တော့တိုမီနီရှိမယ်ဒီပလိုင်းရှိမယ်အင်အင်ဂူစာဟုတ်တယ်အင်ဂူစာရှိမယ်နောက်တစ်ခုကျတော့အာပိုလီတီနိုရှိမယ်သူတို့ရဲ့အဓိကတိုက်စစ်မှာကျတော့ ဖိုင်လန်းရှိမယ်ဒီတစ်ခါရောဖိုင်လန်းတို့ဒီပလိုင်းတို့တိုမီနီတို့အင်္ဂလန်ကိုပြန်ပြီးတော့မန်ချက်စတာစီးရီးရဲ့အိမ်ဝင်းမှာပြန်လည်ရင်ဆိုင်ရမယ့်အချိန်မှာဘာတွေလုပ်ပြနိုင်ဦးမလဲဆိုတာအဲ့တော့တော်တော်ရင်ခုန်စိတ်လှုပ်ရှားစရာပွဲကောင်းတဝဲဖြစ်မယ်ဆိုတာညီကိုတွေမြင်တဲ့သိကျေရှုတင်တဲ့ပွဲတဝဲလို့တော့ကျွန်တော်ထင်တယ်โอเคအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့တို့နှစ်သိန်းရဲ့ဟို အင်ဂျူဒီကစားသမားလေးတွေကိုကျွန်တော်တို့ချက်လောက်ကြည့်အောင်အင်ဂျူဒီကစားသမားမှာတော့မန်ချက်စတာစီးရတော့တော်တော်ကစားသမားဟိုသူတို့ရဲ့အဓိကကစားသမားတွေတော်တော်များများနားနေတာလူရှိမလဲဆိုတော့သူရဲ့ဟိုစနာဘက်ဖြစ်တဲ့ဂျွန်စလုံးကလည်းနားနေတယ်သူတို့ဆိုရင်ကိုဘချက်လည်းရှိတယ်ကိုဘချက်ရှိမယ်ပြီးလို့ဆိုရင်သူတို့ရဲ့အဓိကကစားသမားဖြစ်တဲ့မာမွန်လည်းရှိမယ်ပြီးလို့ဆိုရင်ချီကီလည်းရှိမယ်နာပိုလီဘက်မှာတော့အလန်တီသူတို့ရဲ့ကစားသမားအဲတော်တော်များများကလည်းဟို အဓိကကစားသမားဆိုလို့နားထားတာဆိုလို့ဘယ်လိုရှိမလဲဆိုလို့ဆိုရင်လူကာကူတယောက်လောက်ပဲရှိတယ်အဲ့တဲ့ကြောင့်ဒီခါမှာရောနာပိုလီကလည်းသူရဲ့လိမှာဟိုပုံစံကောင်းနေပြတ်တတ်ထားနိုင်ပြီးတော့ဒီခါမန်ချက်စတာစီးရီးရဲ့အိမ်ဝင်အဲ့ဒီဟက်မှာတောင်းရောက်ရင်ဆိုင်မဲ့ချန်ပီယံလိပွဲရောမှာရောဘာတွေလုပ်ပြနိုင်မှာလဲတစ်ခါကမန်ချက်စတာစီးရီးရောသူရဲ့အိမ်ဝင်မှာဘယ်လိုအခက်ရှင်းပြိုင်မလဲဆိုတာเนาะညီကိုတွေနဲ့အတူဟို ကွဲလေးကိုအကုန်လုံးစောင့်မျှော်ကြည့်ပြနေလို့တော့ကျွန်တော်ထင်တယ်။ Okay ဗီဒီယိုလေးရတာဒီလောက်ပါပဲ။ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပြီးကူညီပေးသွားကြလို့ရပါတယ်။လာရောက်ကြည့်ရှုပြီးတဲ့သူတယောက်ချင်းတိုင်းကိုကျေးဇူးများတင်ပါတယ်။